ျွန်တော်တို့အသက်ရှင်နေတဲ့မြတ်နိုင်ငံကြီးနဲ့ကင်းလို့မရသေတဲ့လူတော်နိုင်ငံကြီးနဲ့မကင်းဘူးခလေးလေးတယောက်ကခလေးလေးကသူ့အဖေကိုမေးတယ်အဖေနိုင်ငံကြီးဆိုတာပါလေအဖေကသဘောကျသွားဟာငါသားငါနှစ်သားကြည်စမ်းဒီအယွေနဲ့နိုင်ငံကြီးကိုစိတ်ဝင်စားတယ်သားလေးတော်လိုက်တာသားကိုဖေဖေကြီး ရှင်းပြမယ်တည်တည်ချာချာနားထောင်ဟုတ်ကဲ့ပါဘီ ်မင်းတို့ငါတို့နေတဲ့ဟောဒီအိမ်မှာတအိမ်လုံးစားဖို့တောက်ဖို့ပတ်စံဘသူရှာလဲအာအဖေကြီးရှာတာပေါ့ဟုတ်ပြီနော်ဒါဆိုရင်ဒီအိမ်ရဲ့အရင်းရှင်ကဖေဖေပဲဟုတ်ပြီဒါဆိုမေမေကြီးရောမေမေကြီးကဖေဖေကြီးရှာပေးတဲ့ပတ်စံနဲ့တအိမ်လုံးစားဖို့တောက်ဖို့ငါသားလေးတို့ကြောင်းသွားဖို့ငါသားလေးတို့ဝတ်ဖို့စီမံခန့်ခွဲပေးရတဲ့အတွက်သူကအစိုးရ ဟာဟုတ်လာပြီကလေးကနှစ်ချက်ရသွားပြီဒါဆိုရင်တားအောင်တားတော့ကွာဖေဖေပေးတဲ့ပစံကိုမိမေကစီမံခန့်ခွဲပေးတဲ့အတိုင်းလိုက်နာပြီးအလုတ်လုံနေရတဲ့အတွက်တားကပြည်သူဟုတ်ဒါဆိုရင်ဟိုအိမ်ကအိမ်ပေါ်မမကြီးရအောင်သူကတော့အလုတ်သမားလူတန်းစားပေါ့ကွာဒါဆိုရင်ဖေကြီးရတဲ့တားရဲ့ညီလေးလာသားလေးရင်ခွင်ပိုက်တားကလေးညီလေးအဲ့ဒီညီလေးကိုဘာလဲ ဲ့ဒါတော့တည်တည်ချာချာမှတ်ထားတို့တိုင်းပြည်ရဲ့အနာဂတ်ကလေးရသဘောကြပြန်ွားညကြတော့အဲ့ဒီကလေးကအဲ့ရာနေနိုးလာသူညီငိုပန်ကြားလို့ထားလဲကြည်လဲကြည်လဲကောသူညီလာသားလေးကပကက်ထဲမှာအီအီတွေနဲ့လူဟာဒုက္ခပဲငါညီလေးကငိုနေတယ် အမေသွားခေါ်မှာပဲဆိုပြီးသူအမေအခန်းထဲသွားလဲတော့အမေဘလူးမှနှူးမရခေါ်ခလောနဲ့အောက်ဟောက်ပြီးတော့အိတ်နေအမေကအာဒုက္ခပဲအဖေပဲရောက်သွားလဲအဖေပြောင်းအောက်ထက်ကအတန်ကြားတော့မှသွားကြည့်လိုက်တော့သူ့အဖေကအိမ်ပေါ်ကောင်းမလေးရဲ့ဂရင်မော်ရောက်ကလေးကခေါင်းခါပြီးအပေါ်ပြန်တက်သွားပြီးသွားပြန်အိတ်နေလိုက်မနဲ့မိုးလင်းတဲ့ခါကျတော့အဖေနဲ့လည်းတွေ့ရောကလေးကပြောတယ်ဖေဖေဗာနိုင်ငံရေးကိုရေးရေးလေးလေးနားလေသွားပြီ အဖေအာဟာရတင်။ဒါမင်းဘလို့နားလဲတာလဲပြောစမ်းပါဦး။ဒီလိုပေါ့ဖေ။တားပြည်သူမဟုတ်လား။ဟုတ်တာပေါ့လေ။ပြည်သူကိုအစိုးရကမျက်နှာလွှဲပြီးတော့တခູ້ခູ້နဲ့ဟောက်နေတဲ့အချိန်မှာ။အော်ဟုတ်တာပဲသူ့အမေအစိုးရကို။သူ့မျက်နှာလွှဲနေတာပေါ့အမေကမတိချိုးချင်ပြုတ်နေတဲ့အချိန်မှာ။လုတ်သမားလူဒန်းစားနဲ့အရင်ရှင်လူဒန်းစားကပလူးနေကြတယ်တဲ့အဲ့ဒီအချိန်မှာပဲ ้ารู้เยอนาคตก็တော့ชี้เด้มาลู้နေတာဗောဖေယာအဲ့တော့ကျွန်တော်တို့တိုင်းပြည်ရဲ့อนาคตအဲ့လိုอีอีเด้มาลู้မနေအောင်ကျွန်တော်တို့တိုင်းပြည်ရဲ့อนาคตအခုအချိန်ကစပြီးလှတဲ့လှအောင်ကျွန်တော်စသောကပြောတဲ့ဤသုံးလုံးရဲ့အာသုံးလုံးရဲ့ဒီသုံးလုံးရဲ့သုံးခုကိုအချိုးကျကျ ကျွန်တော်တို့ရဲ့ကျင့်ဝတ်ကိုကျွန်တော်တို့ထိမ့်သိရင်းနဲ့ဝိုင်းလုတ်သွားကြမယ်ဆိုရင်ကျွန်တော်တို့လူကျင်တဲ့ပန်းနိုင်ကိုအမြန်ဆုံးရောက်ပါလိမ့်မယ်လို့ကျွန်တော်ပြောရင်ဒီကုန်းချုပ်ပြရစီခင်ဗျာ